လင်းမော်ကနေလှမ်းတွေ့လိုက်ရတယ်။လင်းတောင်မပေါ်မှာဇံပြင်ရက်တော်မူနေတယ်။ယဟန္တာထူကြီးလို့ကြော်ကြားတော်မူတဲ့ကမ္ဘာသာသနာပြု တောင်ပုလူတော်ရကမ္ဘာအေးဆရာတော်ဘုရားကြီးအကြောင်းကိုတင်ဆက်ပေးပါမယ်။ယေရှုရှင်တောင်ပုလူတော်ရကမ္ဘာအေးဆရာတော်ဘုရားကြီးကိုမန္တလေးတိုင်းဒေသကြီးဝမ်တွင်းမြို့နယ်တဲစုရွာတွင်ခမဲတော်တောင်တကြီးဥယျာဉ်နှင့်မဲတော်တော်ရွှေသဲတို့မှ AD 1898ခုမတ်လ20ရက်စနေနေ့မှာ မိရှုတန့်စဉ်ဖွားမြင်တော်မူတဲ့တားရတနာဖြစ်ပါတယ်။ငယ်မီကမောင်ပေါ်လာဟုခေါ်တွင်ပါတယ်။ဆရာတော်လောင်းလျာမောင်ပေါ်လာဟာအသက်9နှစ်အရွယ်မှာဘုန်းကြီးကျောင်းသားဖြစ်လာခဲ့ရပါတယ်။ခမဲတော်ဥယျံနဲ့မဲတော်ဒေါ်ရွှေသဲတို့ကတဲစုရွာရေဝန်းကျောင်းဆရာတော်ဦးတေစာထံမှာအနှံကပညာသင်ကြားစေခဲ့ပါတယ်။မောင်ပေါ်လာဟာတငယ်တို့တက်အပ်တဲ့အခြေခံစာပေတွေကိုတာမကပကြီးစေးရေးစတဲ့အမှုပညာအတတ်ပညာတွေကို ရေဝန်းကျောင်းဆရာတော်ကြီးဦးတေစာထံမှာပဲစီးပူးတင်ကြားခဲ့ပါတယ်။အဲ့ဒီတော့ကရေဝန်းကျောင်းမှာဆရာတော်ဦးတေစာနဲ့ဦးလက္ခဏာတို့တရင်သုံးလျက်ရှိကြရာဆရာတော်ဦးလက္ခဏာထံမှာတရာတကြူစတဲ့ပိဋကတ်အခြေခံစာပေတွေကိုလည်းသင်ယူခဲ့ပါတယ်။တောင်ပုလူဆရာတော်လောင်းနေရမောင်ပေါ်လာဟာအသက်၁၄နှစ်အရွယ်ကို ရောက်လာတဲ့အခါခမဲတော်မဲတော်တို့ရဲ့ပစ္စယနုကခနဲ့ရေဝန်းကျောင်းဆရာတော်ဦးတေစာထံမှာပပိစရှင်သာမဏေအဖြစ်ကို ရှင်နန္ဒီယဘွဲ့အမိနဲ့တက်ရောက်တော်မူခဲ့ပါတယ်။တာမဏိခုနဝါရပြီ။တတ်တော်22နှစ်အရွယ်ကိုရောက်တဲ့အေဒီ1918ခုနှစ်မှာဝမ်တွင်းမြို့နယ်တဲစုရွာနေဦးထွန်းအေးဒေါ်ချာမွေးတို့ရဲ့စတုပစ္စယနှုတ်ကဟနဲ့တဲစုရွာရေဝန်းကျောင်းဆရာတော်ဦးတေဇာကိုပင်ဦးပြည့်စေပြုလျက်မြင့်မြတ်တဲ့ဥပသမရကံဆောင်ယဟန်ပေါင်ကိုတက်ရောက်တော်မူခဲ့ပါတယ်။တောင်ပုလူဆရာတော်လောင်းလျာအရှင်နန္ဒီယဟာယဟန်ဖြစ်ပြီးနောက် ဧရီ1922ခုနှစ်ဝါတော်၄ဝရသည့်အထိငယ်စရာဖြစ်တဲ့ယေရှုရှင်ရေဝန်းစရာတော်ဦးတည်စားထံမှာစရာတော်ရဲ့ဝိကြီးဝင့်ငယ်အသွဲသွဲသောဝေယဝစ္စတို့ကိုပြုစုဆောင်ရွက်ရင်းကပိရိကတ်အခြေခံစာဝါများကို ပြည့်စုံလုံလောက်အောင်သင်အန်ကျိုးကုတ်အားထုတ်ခဲ့လေတယ်။ဧရီ1923ခုဝါတော်၅ဝမြောက်တဲ့အခါမှာအခြေခံစာပေတွေလုံလောက်ပြီဖြစ်တာကြောင့်ပါဠိတော်အထကထာဒီကစတဲ့ကျမ်းကြီးတွေကိုသင်ကြားလေ့လာဆေးပူးနိုင်ရန် မန်လေးကို စာတင်ကြွခဲ့ပါတယ်။ရှင်နန္ဒီယဟာရွှေဘူចောင်းစီရတော့အရှင်အာစာရထံမှာအဘိဓမ္မာကျမ်းစာတွေကိုလေ့လာစီးပုခဲ့လေတယ်။အဲ့ဒီအချိန်ကဒက္ခိဏယာမចောင်းတိုက်စီရတော်တွေဖြစ်ကြတယ်။စီရတော်ဥညင်ရထံမှာညဝါရင်တင်္ခဝိတရဏီအထကထာတို့ကို၎င်းစီရတော်ဥတေဇဝနထံမှာတာရထဒီပနီဒီကာကို၎င်းစီရတော်ဥနာရတထံမှာဝိနီချမ်းမြတ်ကို၎င်းလေ့လာစီးပုခဲ့ပါတယ်။ ရှင်နန္ဒီယဟာမန္တလေးတွင်သာမက အခြားသောစာချအကျော်ဆရာတော်တွေထံမှလည်းပညာရည်များကို လေ့လာစီးပူးခဲ့ပါသေးတယ်။၎င်းစာချအကျော်မော်ရီအနက်ပခုတ်ကူတိုက်ထွက်ကျွဲပွဲဦးစိတ်ဆရာတော်ဦးသာသနာထံမှဝီနီငါးချက်နဲ့တုတ်သုံးချက်ကိုစူဝါများအဖြစ်နဲ့ပေါ့ရောက်တက်မြောက်အောင်သင်ကြားစီးပူးခဲ့ပါတယ်။ဒါကြောင့်ရှင်နန္ဒီယဟာပိရိကစာပေတွေကိုမန္တလေးနီးပခုတ်ကူနီး စုံလင်စွာနဲ့လိလာတင်ကြားတက်မြောက်ခဲ့တဲ့ဆရာတော်တစ်ပါးဖြစ်တာကိုလိလာတွေ့ရှိရပါတယ်။အရှင်နန္ဒီယဟာမန္တလေးမှာစာတင်နှစ်၄နှစ်အရာ1925ခုနှစ်မှာညီတော်ဖြစ်တဲ့သာစီမြို့ရေလဲကျောင်းဆရာတော်အရှင်နန္ဒောဘာသာရဲ့ရှောက်ထားတောင်းပန်ချက်အရာသာစီမြို့ရေလဲကျောင်းတိုက်ကြီးကိုအလှခံရကစာချဆရာတော်အဖြစ်ပရိယတ်တိသာသနာတော်ကိုစတင်ချီးမြှောက်ခွင့်ရခဲ့ပါတယ်။အဲ့လိုနဲ့ဆရာတော်ဦးနန္ဒီယဟာ စာတင်သားအဖြစ်ကစာချဆရာတော်အဖြစ်ကိုရောက်ရှိကပရိယတ်တိသာသနာတော်ဝင်တွေကိုထမ်းဆောင်ခဲ့ပါတယ်။ထိုစဉ်ကတာစီမြို့ရေးလေကျောင်းတိုက်ကြီးမှာစာတင်သားတန်ကတော်တရားကျော်မြပညာရှင်တို့တောက်ဆုလျက်ရှိကြပါတယ်။ဆရာတော်ဟာစာတင်သားယဟန်တာမဏိများကို AD 1938ခုတိခါတော်20ဝါရသည့်တိုင်အောင်ပရိယတ်တိစာပေကျမ်းဂန်တွေကိုသင်ကြားပို့ချပေးခဲ့ပါတယ်။ဆရာတော်အရှင်နန္ဒီယဟာ အေဒီ1942ခုနှစ်မှာအောက်မြမပြည်ကပြန်လည်ကြွချီတော်မူခဲ့ပြီးမိမိရဲ့ဇာတိဌာနဖြစ်တဲ့တဲစုရွာဝင်းကျင်မှာအေဒီ1953ခုနှစ်အထိ12နှစ်ကြာမြတောရဆောက်တီကဒူတင်တရားများနဲ့ဝိပဿနာကမ္မထာနည်းများကိုကိုနဲ့အသက်ကိုပင်မငဲ့ကွက်ဖဲအယိုးချေချေအရေခန့်ခန့်ကြင့်ကြံကြိုးကုပ်အားထုတ်တော်မူခဲ့ကြောင်းကိုလည်းသိရပါတယ်။တောင်ဖူးလူဆရာတော်ကြီးဟာလူတွေ့မခံမဲ့ တရားကျင့်ခဲ့ကြောင်းကိုလည်းအားကျကြီးညိုပွဲရာတွေ့ရှိရပါတယ်။၎င်းအပြင်ပြိတ္တများလာရင် အခြားတဏီယာကိုပြောင်းရွှေ့သွားတတ်ပါတယ်။ဆရာတော်ဘုရားကြီးဟာတတိပဌံတရားတော်ကိုအားထုတ်ပြီးဒုတင်တရား73ပါးကိုမပြတ်ကြိုးကိုအားထုတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဆရာတော်ကြီးဟာဝါရော20အရတောထွက်တဲ့အချိန်ကစပြီးဆုံးခံယုံမအပလူသူနဲ့အတွေ့မခံပဲတတော်ထွက်ဝင်တပင်ငုံရှို့တချုံတိုးပြီးတရားချင်းခဲ့တာကို ယခုတောင်ပုလူတော်ရာဆိုပြီးအတိတကျမပေါ်ထွန်းမီကာလကပင်ဖူးတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။တနင်္လာမှာအတန်ကြာအောင်နေမိရင်လူသူအရောက်ပေါက်များလာတဲ့အခါဆရာတော်ကြီးဟာအဲ့ဒီနေရာကိုစွန့်ခွာကာအခြားတနင်္လာကို ပြောင်းရွှေ့ကြွသွားတတ်ပါတယ်။အဲ့ဒီအချိန်ကဆရာတော်ကြီးသတင်းသုံးနေထိုင်ခဲ့တဲ့ဒေသတွေဟာကြောက်စင်တော်ရာတပီချောင်းတောင်ပုလူစသဖြင့်ပလိဘောဒကြောက်ကြမှုများကိုဖြတ်ကတော်ရာစောက်တည်ခဲ့ပါတယ် ဆရာတော်ကြီးကြောက်စင်တော့ရမှာတရင်တုံးတဲ့အချိန်ကစပြီးဒူတင်တရား73ပါးကိုမပြတ်ကြိုးကိုအားထုတ်တော်မူရင်တတိပဌံတရားတော်ကိုနေညမချပွားများခဲ့ပါတယ်တောင်ပုလူတော်ရဆရာတော်ပေါ်ထွန်းလာခြင်းဟာတောင်ပုလူဆရာတော်ကြီးပေါ်ပေါက်လာတဲ့အချိန်ကစခဲ့ပါတယ်တောင်ပုလူဆရာတော်ကြီးပေါ်ပေါက်လာခြင်းက1952ခုနှစ်မှာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအချိန်မှာဆရာတော်ဟာတောင်ပုလူတောင်ရဲ့အနီးတစ်ဝိုက်မှာရှိတဲ့တစ်ပင်ခြုံပုံနဲ့ ကြောက်ဆောင်ကြောက်ကပားတွေမှာလှင့်လေသတင်းသုံးနေတဲ့အချိန်ဖြစ်ပါတယ်။တခါတရံဆေမြောင်းလုတ်သားတွေနဲ့စွန်းကန်ဖုံးပေးပြီးတခါတရံအနီးပါးမှာရှိတဲ့သဖန်းကြောက်ကုံဆေးရွာတရက်ကန်တောင်ညိုကုံစတဲ့ရွာတွေကိုကြွားရောက်ကစွန်းခံဖုံးပေးတော်မူပါတယ်။ဆရာတော်ကြီးဟာတောင်ပုလူတောင်တဲ့အနီးတစ်ဝိုက်မှာဝိပဿနာနဲ့သစ္စာတရားကို ရှာဖွေခဲ့ပါတယ်။အဲဒီတော့ကဆေတော်ကြီးဆောက်လို့ရမှာအထူးတော်ဝင်ကြတဲ့ မိတိလာဆရာတီနဲ့ဆင်မြောင်းဌာနကုံဘူးဥဆန်ငိမ့်တို့ဟာကြောက်ဆောင်ကြောက်ကပားနဲ့တစ်ပင်ကောင်းကောင်းတို့ကိုကြောင်းအဖြစ်သတင်းသုံးကာဒူတင်နဲ့ဝိပဿနာများကိုကျင့်ကြံကြိုးကိုအားထုတ်လျက်ရှိတယ်။ဆရာတော်အားရှောက်ထားတောင်းပန်ပြီးကမိုးကက်ကာကြောင်းကလေးတစ်စောင်ကိုဆောက်လို့လိုရန်ခွင့်ရရှိခဲ့ပါတယ်။အဲ့ဒီကြောင်းကလေးဟာနောက်တစ်ချိန်မှာတောင်ပုလူရိတ်တာဆိုပြီးဖြစ်လာပါတယ်။အဲ့ဒီချိန်ကစပြီးဆရာတော်ဟာတောင်ပုလူတော်ရဆရာတော်အမည်နဲ့ အရက်လေးမျက်နာကို ပြက်နှံ့ကြော်ကြားခဲ့ပါတယ်။ဆရာတော်ဟာကမိုးကက်ကအကြောင်းကလေးမှာနေတစည်းကဒူတင်ကျင့်ဝတ်အရာ ထိုင်လျက်သာချိန်ဆက်တော်မူခဲ့ရာဖူးမြော်လာသူဒိုင်ကာဒိုင်ကာမများအနေနဲ့ဆရာတော်ကြီးချိန်ဆက်တော်မူတဲ့နေရာကို ရှာမတွေ့နိုင်အောင်အံ့ဩပွေတည်ရပါတယ်။အဲဒီလိုဆရာတော်ကြီးဟာထိုင်လျက်ချိန်ဆက်တာကို အချို့အယုံကြည်မရှိကြတဲ့ဒိုင်ကာတွေဟာဆရာတော်ကြီးချိန်ဆက်ပုံကိုညတကောင်လွဲမှာအမှတ်မထင်ချောင်းကြည့်ခဲ့ကြရာ ဆရာတော်ကြီးဟာထိုင်လျက်ပင်ကျင်းဆက်နေတာကိုကြီးညိုပွဲရဖူးတွေ့ရပါတယ်။တောင်ပုလူဆရာတော်ဘုရားကြီးဟာအံ့ဖွယ်ဖြစ်ရဆန်းတွေနဲ့ပြည့်နှက်နေတဲ့ထူးခြားတဲ့ဆရာတော်ကြီးပါ။အမေရိကန်ဓမ္မတူတာခီးစဉ်ကိုဘန်ကောက်ကတဆင့်ဆန်ဖရန်စစ္စကိုကိုသွားတော့ဟောင်ကောင်မှာတထောက်နားတော်မူပါတယ်။အဲ့ဒီတုန်းကဖြစ်ရဆန်းတစ်ခုကခုနှစ်အဖြစ်တော့1988ခုနှစ်လောက်ကပါ။အဲ့ဒီချိန်ဆရာတော်ကြီးရဲ့တတ်တော်ဟာ82နှစ်ရှိပြီဖြစ်ပါတယ်။ဖြစ်ရဆန်းကဒီလိုပါ။ တောင်ပုလူဆရာတော်ဘုရားကြီးဟာ1988ခုနှစ်အောက်တိုဘာလ2ရက်နေ့အမေရိကန်စံတော်ချိန်ည2:55မိနစ်မှာဆန်ဖရန်စစ္စကိုမြို့ကိုဆက်ရောက်တော်မူပါတယ်။ဆရာတော်ကြီးဟာအမေရိကန်ကိုကြွလာစဉ်စီးလာတဲ့လေယာဉ်ရဲ့အင်ဂျင်တစ်ခုလုံးချုံရင်းပြက်စီးကြောင်းလေယာဉ်မှုကပြောပါတယ်။လေယာဉ်မှုကပြတ်သွားတဲ့အင်ဂျင်ဆက်ကောင်းဘက်ကိုလှည့်ကြည့်လိုက်တော့အဝတ်အဝါရောင်ဝတ်ထားတဲ့လူတဦးကလေယာဉ်ရဲ့တောင်ပေါ်မှာယက်နေပြီးပြတ်သွားတဲ့ဆက်ကိုလက်ညှိုးနဲ့ထိုးကအမိန်ပေးနေတာကိုတွေ့ရတာကြောင့် ူ့ရဲ့လေမှုကိုကြည်စံဟိုမှာလူတရားလို့ပြောလိုက်ပါတယ်လက်ထောက်လေမှုကလည်းလှမ်းကြည့်လိုက်တော့ဘာမှမမြင်တာကြောင့်လေမှုလည်းမိမိပဲရောင်မှားပြီးမြင်မိလေသလားလို့ချင်းကနှုတ်ဆက်နေလိုက်ပါတယ်အဲ့လိုနဲ့ဆန်ဖရန်စစ္စကိုလေစိတ်ကိုချောမောစွာလင်းရင်ဆက်ရောက်တော့ဆရာတော်ကြီးလမ်းလျှောက်လာတာကို လေမှုမြင်တွေ့ရတဲ့အခါအနားမှာရှိတဲ့သူတွေကိုမိမိမြင်ခဲ့ရတယ်လင်းရင်တောင်ပေါ်မှာမတ်တက်ရက်နေတဲ့ဆိုတဲ့ပုံကောဟာထိုပုံကောဝင်ဖြစ်ကြောင် မျက်မှန်အမဲတက်ထားတာကိုမိမိကောင်းစွာမှတ်မိကြောင်းပြောပါတယ်။ဟီเจ้าရမှာမျက်မြင်ကိုတွေ့ဖြစ်တဲ့အမေရိကန်လေယာဉ်မှုကိုယ်တိုင် ပြောကြားချက်များဖြစ်ကြောင်းမှတ်တမ်းတင်ထားပါတယ်။တစ်ချိန်လုံးကလည်းဆီယာရိုကြီးအမေရိကန်မှာတာသနာပြုနေတဲ့အချိန်တကဥထင်ပေါ်ရဲ့အိမ်မှာဆီယာရိုကြီးတရားချီးမြှင့်ပေးတော်မူနေစဉ်သမင်ကြီးတကောင်ဟာအိမ်ဝမှာလာရက်နေတာကိုမြင်တွေ့ရပါတယ်။အဲ့ဒီသမင်ကြီးဟာလူတရက်လောက်မြင်မာပြီးဥချိုဟာလည်းအလွန်ရှည်လျားတယ်လို့ဆိုပါတယ်။ ဥတင်ဘော်ကဆရာတော်ကြီးအားတပည့်တော်များရဲ့အိမ်ပေါ်ဝါမှာခြေရာများပင်ကြံ့ရစ်ပါတယ်မြို့သူမြို့သားတွေဝိုင်းလိုက်လို့တမင်ကြီးထွက်ပြေးပျောက်ကွယ်သွားပါတယ်ဖရာဆိုပြီးရှောက်ထားခဲ့ပါတယ်အဲ့ဒီအရက်မှာတားကောင်အလွန်ရှားပါတာကြောင့်ဒီဖြစ်ရဟာအလွန်ထူးဆန်းတဲ့ဖြစ်ရဆိုပြီးအဲ့ဒီတုန်းကသတင်းဖြစ်ခဲ့ပါသေးတယ်ဆရာတော်ကြီးအမေရိကန်တွင်ရှိစဉ်အမေရိကန်ဆရာဝန်ကြီးတဦးကသူ့ရဲ့အသေးအံဖြစ်နေတဲ့လူနာ၅ဦးရဲ့ဓာတ်ပုံတွေကိုပြပြီးမြစ်တာပို့တာဆူတောင်းပေးပါယံရှောက်ထားလာပါတယ် အဲ့ဒီကဆရာတော်ကြီးကဓာတ်ပုံတွေကိုကြည့်ကသုံးပုံကိုယူထားပြီးနှစ်ပုံကိုပြန်ပေးလိုက်ပါတယ်နောက်တနေ့မှပြန်ပေးလိုက်တဲ့ဓာတ်ပုံနှစ်ပုံလူနာရှင်တွေကွယ်လွန်သွားကြပြီးယူထားတဲ့ဓာတ်ပုံ သုံးပုံရဲ့လူနာရှင်တွေပဲယောဂါတက်တာလာခဲ့ပါတယ်ဒါအပြင် ကုမရတဲ့ယောဂါတွေကိုပင်ဆရာတော်ဘုရားကြီးရဲ့မေတ္တာဓာတ်ကြောင့်ပျောက်ကင်းကြောင်းဖြစ်ရစမ်းမြတ်ဟာလေဖက်ရှုလေးလေးချီးညိုပွဲရာဖြစ်ရလေးလေးဖြစ်ပါတယ်တခါကအစိုးရအရာရှိအမျိုးသမီးတူ ကင်ဆာယောဂါရရှိကဆေးရုံမှလက်လျှော့လိုက်တာကြောင့်နေအိမ်ကိုသက်ဆိုင်ရာလူအများကပြန်ခေါ်ခဲ့ကြပါတယ်။နောက်ဆုံးမျှော်လင့်ချက်ဖြင့်ကုသရန်ဆရာတော်ကြီးအားနေအိမ်ကိုဆွန့်ပင့်ဖိတ်ကျွေးပြီးလူနာအားမြစ်တာပို့ပေးပါရန်လျှောက်ထားကြပါတယ်။ဆရာတော်ကြီးကလူနာအခန်းကိုကြွသွားပြီးအတန်ကြာကြည့်ကမြစ်တာပို့ပြီးပြန်ကြွသွားပါတယ်။နောက်တနေ့မှအဲ့ဒီအိမ်ကိုဝိဖြူစင်ကျဲနဲ့အဖိုးအိုတူရောက်ရှိလာပြီးလူနာအားမေးကဆေးပေးသွားပါတယ်။ အဲ့ဒီဈေးနဲ့ပဲယောဂါဟာလုံးဝပျောက်ကင်းတတ်တာသွားပြီးဘန်ကောက်ကကုလသမဂ္ဂစည်းဝေးတစ်ခုကိုတောင်သွားပြီးတက်ရောက်နိုင်တယ်လို့သိရပါတယ်။ဒါ့အပြင်ဆရာတော်ကြီးချီးမြှင့်ခဲ့တဲ့ကျင့်စဉ်တွေကိုကျင့်ကြံအားထုတ်အလွတ်လွတ်တာကြောင့်အကျိုးထူးများစွာခံစားရတဲ့ဖြစ်ရဆန်းများကလည်းထေရဝါဒဗုဒ္ဓသာသနာတော်ကြီးရဲ့ဂုဏ်ကိုယုံကြည်တိုးပွားစေပါတယ်။ဆီယရိုဖျားကြီးဟာဆန်ဖရန်စစ္စကိုမြို့တောင်ပုလူတော်ရကဘာအီးကျောင်းတိုက်မှာတည်င်းတုံးတော်မူစဉ် အိန္ဒိယအမျိုးသမီးတူဦးဟာလူအတွဲနဲ့ဆရာတော်ကြီးကို လာရောက်ဖူးမြော်ပါတယ်။သူမဟာကင်ဆာယောဂဝေဒနာရှင်ဖြစ်ပြီးဆေးရုံကလက်လျှော့လိုက်ရတာကြောင့်တေးရနီးနေသူဖြစ်ပြီးကေမတော်မူပါရန်ရှခိုးတောင်းပန်လေတယ်။ဆရာတော်ကြီးက32ခုထာတာကမ္မထံကယောဂနဲ့ဆိုင်ရာပြင်ဆကို တနေ့3ချိန်မနက်တနားကြီးနေ့လယ်တနားကြီးညတနားကြီးပထမ5ရက်မှာအသွာအနုလုံဒုတိယ5ရက်မှာအပြန်ပတိလုံး တတိယ5ရက်မှာအသွားအပြန်အနုပတိလောမရွတ်ပြီးတရားအားထုတ်ရန်ညွှန်ကြားလိုက်ပါတယ်။ဆရာတော်ကြီးအမေရိကန်က ပြန်မကြွမီအဲ့ဒီအမျိုးသမီးကြီးဟာကိုရိုင်းကားမောင်းလာပြီးကျောင်းတိုက်ကိုလာရောက်ကတေတွင်းမှလွတ်ခဲ့ကြအောင်ရှောက်ထားခဲ့ပါတယ်။သာသနာပြုဒေါက်တာရီနာဆာကာမိသားစုနဲ့ဆက်လျင်းပြီးမိသားစုတစ်ခုလုံးဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာကြတာဟာလေအံ့ဩဖွယ်ဖြစ်ပါတယ်။ဒေါက်တာရီနာဆာကာရဲ့အကိုဒေါက်တာဆာကာဟာ မိတ်တီလာနယ်မှာဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုပါတယ်။တနေ့သောညတညမှာဒေါက်တာဆကားဟာတောင်ပုလူတော်ရအနီးဂျစ်ကားနဲ့ဖြတ်သွားစဉ်တောင်ပုလူဆရာတော်ဘုရားကြီးဟာကောင်းကင်မှာဇင်းကြံကြွနေတာကိုဖူးတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်ကစပြီးဒေါက်တာဆကားတို့မိသားစုဟာဆရာတော်ကြီးထံမှာတရဏဂုံစောက်တည်လျက်ဗုဒ္ဓဘာသာကိုခံယူကိုးကွယ်စည်းကပ်ခဲ့ကြပါတယ်။ဒေါက်တာရီနာဆကားဟာ1981ခုနှစ်မှာအိန္ဒိယပြည်ကိုသွားခဲ့ပါတယ်။ အဲ့ဒီကတဖန်ကယ်လီဖိုးနီးယားတက္ကသိုလ်မှာအရှေ့တိုင်းပညာရည်များမှဗုဒ္ဓကျမ်းစာညွှန်ကြားရေးမှုတာဝန်ကိုပင်ထမ်းဆောင်နိုင်ခဲ့ပါတယ်။စမ်းကြယ်တဲ့ဖြစ်ရပ်တစ်ခုမှာဆီယာရိုဂျီထိုင်းနိုင်ငံကိုကြွားရောက်တဲ့အခါတိုင်းဆီယာရိုနှစ်သက်ရာစွန်းကုန်းနဲ့ဝေယဝစ္စတွေကိုအမြဲတမ်းပြုစုစောင့်ရှောက်သူမှာထိုင်းမြန်မာအမျိုးသမီးကြီးဒေါ်အေးကျွယ်ဖြစ်ပါတယ်။ဒေါ်အေးကျွယ်ဟာဆီယာရိုဂျီပြောင်းလဲတော်မူကြောင်းသိရတာကြောင့်နောက်ဆုံးဖူးမြော်ကြော့ရန်ယဟန်တော်တပါအပါဝင် လူ15ဦးပါဝင်တဲ့အဖွဲ့နဲ့ဘန်ကောက်ကနေရန်ကုန်ကို1986ခုနှစ်ဇူလိုင်လ3ရက်နေ့မှာ BAC လီယန်နဲ့ရောက်ရှိလာကြပါတယ်။လီယန်နေ့မနက်6နာရီခန့်မှာ မိထီလာမြို့ကိုလာခဲ့ကြရာတဲစုရွာကို9ရက်နေ့မနက်7နာရီခွဲခန့်မှာရောက်ရှိခဲ့ပါတယ်။ရောက်ရောက်ချင်းပဲဒေါ်အေးကျွယ်ကဆရာတော်ကြီးရဲ့ရုပ်ကလတ်တော်ကိုဖူးမြော်ပြီးဆရာတော်ဖုရားတပည့်တော်မအေးကျွယ်ရောက်လာပါပြီဖုရား။ဆရာတော်ဖုရားကိုအစဉ်ကိုးကွယ်နိုင်ရန် ဓာတ်ပုံရိုက်ခွင့်ပြုတော်မူပါဗျာလို့မျက်ရည်ဆက်လက်နဲ့ရှောက်ထားပြီးဓာတ်ပုံသုံးပုံရိုက်ယူခဲ့ပါတယ်။ဘန်ကောက်ကိုပြန်ရောက်လာပြီးဓာတ်ပုံတွေကိုကူးယူလိုက်တဲ့အခါမှာပထမပုံမှာဆီယရိုဂျီရဲ့ရုပ်ကလတ်တော်ဟာထူးခြားမှုမပြပေမဲ့ဒုတိယပုံတော်မှာတော့အေးမင်းတို့ရောက်လာတာငါသိတယ်ဆိုပြီးမိန်သွားတဲ့အလားလက်ထောင်ပြနေတာကိုထင်ရှားစွာတွေ့မြင်ရပါတယ်။အဲ့လိုလက်ထောင်ပြနေတာကိုထင်ထင်ရှားရှားတွေ့ရတာကြောင့်လေဆီယရိုဂျီရဲ့တကူတော်ကိုပုံမှုယုံကြည်ကာ တရားတရားတိုးပွားကြရပါတယ်။အဲဒီလိုထူးခြားစမ်းကျင်မှုတွေနဲ့ပြည့်နှက်နေတဲ့တောင်ပုလူဆရာတော်ဘုရားကြီးဟာရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိတောင်ပုလူကျောင်းတိုက်မှာ1348ခုနှစ်ကဆုံလကွယ်နေ့စနေနေ့တတ်တော်90ဝါရော90ရမှာခန္ဓာဝင်ချတော်မူခဲ့ပါတယ်။ယဟန္နာတို့ရဲ့ငြိမ်းချမ်းတဲ့ဘဝနဲ့ဘာသာသာသနာအကျိုးကိုဆောင်ရွက်တော်မူခဲ့တဲ့ အောင်မြင်မှုတွေဟာယနေ့တိုင်အောင်လက်တွေ့ဖူးမြင်နိုင်ကြောင်းကိုတင်ဆက်ပေးရင်းနဲ့ တောင်ပုလူဆရာတော်ဘုရားကြီးအကြောင်းကိုဒီနေရာမှာပဲအဆုံးသတ်ခွင့်ပြုပါနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ